ဒီတစ်ခေါက်မှာတော့ဖေဖေမေမေတို့ရဲ့တတမိမိတဲမှာနောက်ဆုံးကလေးတွေဖြစ်ကြတဲ့အငယ်ဆုံးလေးတွေမှာတွေ့ရတဲ့ထူးခြားချက်လေးတွေအကြောင်းကိုဝေမျှပေးခြင်းပါတယ်။အငယ်ဆုံးလေးတွေဆိုတာကဖေဖေမေမေတွေရဲ့တတမိတွေထဲမှာနောက်ဆုံးကလေးတွေပါအငယ်ဆုံးအထွေဆုံးကလေးတွေပဲဖြစ်ပါတယ်။တမိသားစုလုံးကတုံလျောင်ဖြစ်ကြတဲ့သူတွေပေါ့နော်။ဒီလိုမျိုးအငယ်ဆုံးလေးတွေမှာတွေ့ရတဲ့ထူးခြားချက်လေးတွေကပထမအဆုံးတစ်ခုကတော့တိတိဖတ်တင်းညာကောင်းတာပါ အငယ်ဆုံးကလေးလေးတွေကတီတီဖန်တီးညက်ကောင်းကြပါတယ်။တယောက်ထဲလဲကစားတကြသလိုပုံဆွဲတာတချင်းဆွာတာတွေကိုတယောက်ထဲပြုလုပ်တကြပါတယ်။တခြားသောလှုပ်ဆောင်မှုတွေကိုလည်းတူတူလုပ်တကြပါတယ်။ဒီလိုလှုပ်ဆောင်မှုကပဲသူတို့လေးတွေကိုတီတီဖန်တီးညက်ကောင်းစေဖို့အတွက်အထောက်အကူပေးတာပါ။နောက်တစ်ခုကတော့ဟာသညာကောင်းတာပဲဖြစ်ပါတယ်။အငယ်ဆုံးကလေးလေးတွေကသူတို့ရဲ့အထက်ကမွေးချင်းတွေထဲဟာသညာပို့ပြီးတော့ရှင်ကြပါဗါးအရာရာကိုပို့ပို့ပေါ်ပါလှုပ်ဆောင်တက်ပြီးတော့ဟာသညာလဲကုမြူကြပါဗါးနောက်တစ်ခုကတော့စွန့်စားရတာကိုသဘောကျတာပါ အငယ်ဆုံးကလေးတွေရဲ့အကြီးအကျယ်နဲ့မတူတဲ့အချက်တခုကတော့စွန့်စွန့်ဆဆလှုပ်ဆောင်ရတာကိုသဘောကျတာပဲဖြစ်ပါတယ်။အထက်အဆန်းတွေကိုစွန့်စားလှုပ်ဆောင်ရတာကသူတို့လူတွေကိုပျော်ရွှင်စေနိုင်ပါတယ်။အတွေ့အကြုံတွေကိုနောက်မဆုတ်တမ်းစွန့်စားလှုပ်ဆောင်တက်သူလေးတွေကတော့အများစုကအငယ်ဆုံးကလေးတွေပါပဲနော်။နောက်တစ်ခုကတော့အရင်ညံ့မကောင်းပေမဲ့တွေးတော့နိုင်စွမ်းမြင်တာပါ။အငယ်ဆုံးလေးတွေကအကြီးတွေလောက်ညံ့မကောင်းကြပေမဲ့သူတို့လေးတွေဟာစိတ်ကံစားမှုကောင်းကြသူပြီးပြီးတွေးတော့စီကျင်နိုင်စွမ်းလဲမြင်ကြပါတယ်။ သူတို့လေးတွေကထွတ်တက်မြတ်မြတ်ရှိကြပြီးတော့အကောင်းဆုံးဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ကြပါတယ်။နောက်တစ်ခုကတော့ကိုယ့်ကိုယုံကြည်မှုမြင်တာပါ။တကယ်ဆုံးကလေးတွေကအကောင်းမြင်စိတ်လေးကြီးကြသလိုကိုယ့်ကိုယ်လည်းယုံကြည်မှုပြင်ထန်ကြပါတယ်။အခက်အခဲအတားအဆီးတိုင်းကိုလည်းကောင်းကောင်းကြီးကြပြတ်ကြပြီးတော့ဆုံးဖြတ်ချက်ကလည်းခိုင်မာကြပါတယ်။ပြီးတော့မိဘတွေနဲ့ညီညီကြတာပါ။ ငွေဆုံးကလေးတွေဟာအချောင်မွေးခြင်းတွေထပ်စားလို့ရှိရင်မိဘရဲ့နဲ့ပို့ပြီးတော့ရင်းနှီးကြပါတယ်။အကြောင်းကတော့ငွေဆုံးကလေးလေးတွေကတကြောဖြစ်လက်စားနဲ့မိဘနာမှာကချင်နေတယ်လို့ပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ပေါင်းသစ်ဆန်ရေကောင်းတာပါ။ငွေဆုံးလေးတွေရဲ့နောက်တဲ့စတူရက်တစ်ခုကတော့အချောင်မွေးခြင်းတွေထပ်ပေါင်းသစ်ဆန်ရေကောင်းတာပဲဖြစ်ပါတယ်။သူတို့တွေဟာပျော်ပျော်ရွှင်ရွှင်နေရတာကိုလည်းနှစ်သက်တယ်လို့တငင်ချင်းနေနဲ့ပျော်ရွှင်စရာအချိန်တွေကိုလည်းဖန်တီးတတ်ကြပါတယ်။ကလေးလေးတိုင်းမှာကိုယ်ရည်ကိုယ်စိတ်မျိုးစုံရှိကြပါတယ်။ အငယ်ဆုံးလေးတွေမှာတော့အခုပြပေးခဲ့တဲ့ကိုရီကိုသွေးလေးတွေကိုပိုင်ဆိုင်ထားကြပါရဲ့နော်အကောင်ဆုံးဖြစ်လာအောင်ပြုထောင်ပေးဖို့ကတော့ဖီဖီမီမီရဲ့တောင်းပန်ပဲဖြစ်ပါတယ်ကလေးတွေကိုငယ်စဉ်ကတည်းကအကောင်ဆုံးပြုထောင်ပေးတာဟာကလေးတွေကိုကောင်းမွန်စွာကြီးပြလာစေဖို့အကောင်ဆုံးအထောက်အပံ့ပေးရတာပဲဖြစ်ပါတယ်နားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်